ပြီးခဲ့တဲ့ပိုင်းမှာတော့ကျူဆက်ရဲ့ဒင်ကျုပ်တာကိုခံလိုက်ရတဲ့အာသာကတည်တော်ခဲ့ပြီဖြစ်ပါရယ်မာလင်ကဝန်ထမ်းမှုကိုကြော်ပြခဲ့ရပြီးနှစ်ပေါင်း၃၀၀ကြာပြီးတဲ့နောက်မှာမြင်းမြတ်တဲ့စစ်ပွဲကြီးကပြန်လည်စတင်လာပြီဖြစ်ပါရယ်ဒယ်ရီနဲ့မွန်စပီဒိုကိုဆောက်ရှောက်ပေးထားခဲ့သူအမျိုးသမီးကတော့ရွာသားတွေထွက်ပြေးတာတောင်မှအခုချိန်ဒီရွာမှာပဲရှိနေပါသေးတယ်လီယိုနက်စ်ရဲ့နေရာတိုင်းလိုလိုမှာတိုက်ခိုက်မှုတွေဖြစ်ပွားနေခဲ့ပြီးမြင်းမြတ်စစ်တီတွေကကာကွယ်ပေးနေခဲ့ကြကလူဒိုစီရဲ့ပေးထားတဲ့တူးယောင်စွမ်းတွေကြောင့်မြင်းမြတ်စစ်တီတွေဟာနာကျင်မှုကိုတောင်မှမကန်စားကြတော့ဘဲတိုက်ခိုက်ဖို့ကိုပဲအာရုံစိုက်နေကြပါရယ်အင်အားကကွာခြားလွန်းနေတော့လူသားတွေဘက်ကအဓိကကြ ုံကများနေပါတယ်။ကင်းနဲ့ဒီယာနယ်တို့ဝင်ရောက်လာကြချိန်မှာတော့တိုက်ပွဲကပြောင်းပြန်ဖြစ်သွားခဲ့ပြီးခြိတက်လာကြတဲ့တပ်တွေများများကိုလည်းတမန်တော်နှစ်ပါးဖြစ်တဲ့ Sarien နဲ့ Tarier တို့က Omega အနဲ့ချိန်မုံပစ်လိုက်ပါတယ်။အခုချိန်ကငါတို့တွေစစ်မြေပြင်မှာတိုက်ခိုက်နေတင်တာလေ။ငါတို့ဘက်မှရှိနေလဲဆိုတာကိုဇဲဒရစ်တာတီးသွားရင်ကောင်းကောင်းပြစ်တင်နေလောက်တယ်လို့ Monsby ကပြောနေခဲ့ပါတယ်။ဒါဆိုရင်နေပါလို့ချင်လို့လဲ Monsby လို့ Derry ကမိလိုက်တဲ့အခါမပြောတတ်ဘူးလေ။နေနဲ့အတူနေရတာကိုတော့ငါသဘောကျပါတယ်လို့ပြန်ပြေခဲ့ပါတယ်။သူမကဇဲဒရစ်ရှိတဲ့နေရာကိုတွားမယ်လို့ပြောလိုက်တော့ငါဘာတွေဖြစ်နေတာလဲ ်ခဏတာတုံးမိသွားတာပဲလို့ပြန်ပြေးလိုက်တယ်ငါဆိုလိုတာကအဲ့ဒီလိုမဟုတ်ဘူးငါရဲ့ပညာတော်ကိုသူ့ကိုပြန်သွားပေးမယ်လို့အကျဉ်းသားမြန်ဝန်းလေးတွေနဲ့ဒယ်ရီရီဟာပြောလိုက်ပါတယ်သူတို့နှစ်ယောက်ရှိနေတဲ့နေရာကိုတော့အက်စတာရိုဇာကရှာတွေ့သွားခဲ့ပြီဖြစ်တယ်နင်းရဲ့ပညာတော်ကိုဇယ်ရီကိုပြန်သွားပေးမလို့ဟုတ်လားလို့မွန်စပီကမေးတော့ဟုတ်တယ်ငါပညာတော်ဇယ်ပါတဲ့ကနေတပါးအနေနဲ့ဆက်လက်တည်ရှိနေဖို့အတွက်ယုံကြည်ချက်မရှိတော့ဘူးငါမွေးကလေးကနဖျားမျိုးနယ်နဲ့သူတို့ဘက်ကိုပါခဲ့တဲ့ဘွဲတွေဟာငါမုံတင်တဲ့ရန်သူတွေလို့နားလည်ထားခဲ့တယ်ညင်လည်းမညင်းပါဘူးငါတို့တငယ်ချင်းတွေတော်တော်များများကသူတော်စင် င်တွေရဲ့တက်ပြတ်တာကိုခံခဲ့ရတာလေငါအမှလည်းတက်ခံခဲ့ရတယ်။ဒါပေမဲ့ငါတို့တွေအင်ဒရာပြစ်ပြောင်းသွားတဲ့အချိန်မှာအဲလစ်ဘတ်ဟာသူ့ရဲ့တက်ကိုယင်းပြီးတော့ငါတို့ကိုကယ်တင်ခဲ့တယ်။ငါတို့တတိလင်းနေချိန်မှာငါတို့ကိုကယ်တင်ပေးခဲ့တဲ့သူကလည်းလူသားတစ်ယောက်ဖြစ်နေပြန်တယ်။အဲဒါကြောင့်ငါဘယ်လိုပြောရမှန်းမသိတော့ဘူးလို့ဒယ်ရီရီကပြောလိုက်ပါတယ်။ငါကတော့ပြောတယ်နင်အခုလိုမျိုးစကားတွေများကြီးမပြောခဲ့တာကကြားခဲ့ပြီလေ။လွန်ခဲ့တဲ့နှစ်ပေါင်း၃လောက်ကသူသေဆုံးသွားခဲ့ခြင်းကတည်းကနင်ဟာရုတ်တရက်ဆိုသူစကားနေရတဲ့သူဖြစ်လာတယ်လို့မွန်စပီကပြောလိုက်တော့ငါရဲ့အမကနင်းကိုစကားမပြောနိုင်ခဲ့ဘူး။ ငါ့ကိုစိတ်တိုးနေခဲ့တာဖြစ်ရမယ်မွန်စပီနင်းကိုတူချက်ခဲ့တယ်ငါအမကနင်းကိုအမြဲတမ်းချက်ခဲ့တာပါဆိုပြီးဒယ်ရီရီကပြောလိုက်ပါတယ်အဲ့ဒီအချိန်သူတို့ကိုကယ်တင်ပေးထားခဲ့တဲ့မျိုးသမီးကရောက်လာပြီးတော့အပြင်မှာအန်ဒီရယ်ရှိနေပြီမို့ထွက်ပြေးဖို့အတွက်ပြောနေခဲ့တယ်ဒါပေမဲ့လည်းအက်စတာရိုဇာကရောက်လာခဲ့ပြီးတော့သူမအသက်ကိုသူတို့မျက်စိချင်းနဲ့နှုတ်ယူသွားခဲ့ပြီးအိမ်တွင်အောင်းနေတာပြောရဲလာလို့မေးနေခဲ့ပါတယ်အပြင်ဘက်စစ်မြေပြင်မှာတော့နဆိုးတွေကဆုတ်ခါသွားခဲ့ပြီးဟောက်ဇာကတန်ရာရနေတဲ့သူတွေကိုကုတပေးဖို့အတွက်မိန်ပေးလိုက်ပါတယ်ဒက်စပီယာကတော့အဲ့ဒီလိုလုပ်ဖို့မလိုကြောင်းသူတို့တွေဟာလူ ူရိုစီယာရဲ့ကောင်းကြီးပေးတာကိုယာထားတာကြောင့်မတန်းစင်တဲ့ကောင်းတွေတိုက်ခိုက်တာကငါတို့ကိုထိခိုက်တံရမရစေဘူးဆိုတာပြောလိုက်တယ်။တကယ်လဲတိုက်ပွဲအတွင်းမှာတူရိုရဲ့တိုက်ခိုက်ပုံတွေကအန်ဟောဖို့ကောင်းနေခဲ့ပါတယ်။အဲလီစဘတ်ကတော့အတူရောင်စွမ်းရီပေါ်မှာအာကိုမနေကြဘူးနဲ့အချင်းကျဲဘရီဆိုတာကပရိရဲ့တမျိုးဖြစ်ကြောင်းလူသားတယောက်ရဲ့ဆေးအားတကြွမှုကိုအစုံးစုံညီမြင့်တင်ပေးနိုင်စွမ်းရှိရလို့ပြောပြနေခဲ့ပါတယ်။ဆေးအားတကြွသူတွေကနာကျင်မှုကြောင်ရုံမှုတွေကိုမခံစားရတော့ဘဲတည်တဲ့အထိဆက်ပြီးတိုက်ပွဲဝင်ကြတယ်လို့ပြောပြနေခဲ့ပေမဲ့ဒက်စပီယာကတော့မယုံကြည်ဘူးဖြစ်နေပါတယ်။အဲဒါကြောင့်ဆာရီရဲ့က ပဲမင်းတို့အားလုံးနားမလည်ဘူးတိုက်ပွဲအတွင်းမှာတုန်းကမင်းသမီးအဲလစ်ဘတ်ဟာမိစရီကိုစိတ်နဲ့စကားပြောပြီးတော့အကျိုးမရှိတဲ့တိုက်ပွဲကိုငါတို့ဘက်ကမဖြစ်ချင်ဘူးဒါကြောင့်လမ်းဖယ်ပေးပါလို့ပြောလိုက်တာဖြစ်ကြောင်းဝင်ပြောပေးလိုက်ရပါတယ်ဒါဆိုတိုက်ပွဲတစ်လျှောက်လုံးပြောနေခဲ့တာလားလို့မေးတော့မိစတော်တော်များများကပြောတာကိုမတုံ့ပြန်ခဲ့ကြတာပဲရှိတယ်ကွာလို့ပြန်ပြောလိုက်ပါတယ်အဆုံးသတ်မှာတော့မင်းသမီးလေးကဘာမှမလုပ်နိုင်ခဲ့ဘူးပဲလို့ဒက်စပီယာကပြောနေတော့မင်းရဲ့ပါးစပ်ကိုအခုပိတ်ထားတင်ပြီးအစင်းမျက်နှာစိုးတွေပြတဲ့ချန်ဒလာနဲ့ဂျူဇာတို့တွေကကျွေးမဲမိန့်ကိုပေးခဲ့လို့အစင်းနှိမ့်မိစာတွေကအဲဒီမိန့်ကိုနာခံခဲ့ကြရတာ Yeah. And ာတောင်မှမိစာပေါင်ဒါဇင်နဲ့ချီအားတိုက်ခိုက်ဖို့ဆန္ဒမရှိတော့ဘဲထွက်ပြေးသွားခဲ့တာလေလို့ပြောလိုက်ပါရယ်ပြီးတော့အာဆင်ဂျယ်ဘရစ်ကတန်ယာရီကိုကုသပေးနိုင်စွမ်းမရှိဘူးမင်းတို့တွေတိုက်ခိုက်နေခဲ့ချိန်မှာအဲလီစ်ဘတ်ကမင်းတို့တန်ယာရီကိုကုသပေးနေခဲ့တာလို့တာမီယယ်ကလည်းဝင်ပြောလိုက်ရပါရယ်ဖြစ်နိုင်မယ်ဆိုရင်ဒီမှာရှိတဲ့လူတိုင်းကိုတက်ရှင်ကြံရေးစေခြင်းနဲ့ဘဒုကွန်မှာလည်းတန်ယာမရစေခြင်းဘူးကျမရဲ့ဆန္ဒတွေကတောင်းတောင်းနိုင်မှန်းတည်ပါရယ်ရှင်တို့ရဲ့လုံခြုံမှုအတွက်တယောက်ယောက်ကတာဝန်ယူဖို့လိုတယ်လေကျေးဇူးပြုပြီးကျမပြောတာကိုမမေ့ကြပါနဲ့လို့အဲလီစ်ဘတ်ကပြောခဲ့ပါရယ်ဘာလို့လဲတော့မ သိဘူးအဲလီစ်ဘက်ကတော်တော်ကိုအားကိုးရတဲ့သူဖြစ်လာပြီးကွာငါတော်အားငယ်လာပြီးငါတို့စားတွေ့ခဲ့ချိန်တုန်းကကိုယ့်ရောက်ကာရနိုင်တဲ့အဲလီစ်ဘက်မဟုတ်တော့ဘူးလို့ဟောကလည်းဝင်ပြောလိုက်တယ်။ငါလည်းသူမကိုအံ့ဩမိပါတယ်။တမန်တော်မာရဲလို့ဆိုရတဲ့ဆုံးနှာခေါင်ကျုပ်ကတော့မှကြီးမွန်တာမဆန်းပါဘူးလို့ကိုတာကလည်းပြောလိုက်ပါတယ်။တစ်ဖက်မှာအက်စတာရိုဇာကတော့ဒယ်ရီရီနဲ့မွန်စပီရိုကိုတိုက်ခိုက်နေခဲ့ပြီးဖြစ်ကသူတို့ရဲ့ပညတ်တော်တွေကိုပေးဖို့အတွက်ပြောနေခဲ့ပါတယ်။မင်းတို့နှစ်ယောက်လုံးကိုဒီမှာတက်ပြီးတော့ပညတ်တော်တွေကိုအေးစေးယူမယ်လို့ပြောနေတာကြောင့်သူတို့နှစ်ယောက်လုံးကလည်းပြန်ပေးဖို့အတွက်ဇယ်ရစ်စီကိုတွားတော့မလို့ပါလို့ပြောလိုက်ပါတ တယ်တိုက်ခိုက်မှုကိုလက်လျှော့လိုက်တဲ့နဇိုးတွေအတွက်တံမိုးဆိုတာရှိသေးလို့လားကွာမင်းဟာနဇိုးဘရင်ကြီးရဲ့လက်ရွေးစင်တယောက်ဖြစ်နေတာဆိုရင်ရဲဝင်းစာတိုက်ခိုက်ပြီးတရမှာလေပြီးတော့မင်းတို့ရဲ့ပညတ်တော်တွေကိုဇဲရစီပြန်ပေးမှာကိုငါခွင့်မပြုနိုင်ဘူးမင်းတို့တွေသာပေးလိုက်ရင်သူ့စီမှာပညတ်တော်အားလုံးရှိသွားလိမ့်မယ်လို့ပြောကာမွန်စဘီကိုလေမင်းညစ်ပြီးတော့တပ်ပြဖို့အတွက်လုပ်နေခဲ့ပါပြီငါကတော့လှုပ်ရှားရှိတာကိုလုံမယ်မင်းကိုနောက်ဆုံးအနေနဲ့တခုပြောချင်တယ်မင်းကလွယ်ပြီးတော့တခြားပညတ်တော်တွေလည်းတည်တယ်လို့ပြောကာသူ့ရဲ့စွမ်းတဲ့နေရာလဲပြီးအစာရိုစားကိုပြန်ချုပ်ထားလိုက်ပါတယ်ငါလက်ထဲမှာအရာဝိတုတ ်ခုရှိနေတာပဲဖြစ်ဖြစ်ငါ့ကိုလောက်ကြီးမားတဲ့ဒုရဲရှိတဲ့အရာပဲဖြစ်ဖြစ်ရှိနေမယ်ဆိုရင်နေရာချင်းလဲနိုင်စွာငါမှရှိတယ်ကွာမင်းယုံနေလဲပို့ပဲငါ့ကိုချုပ်ထားတဲ့မင်းလက်ရဲ့တင်းကျပ်ဆုံးချိန်ကိုငါစောင့်နေခဲ့တာကွာလို့ပြောလိုက်ပါရယ်ဇလန်းကိုဆက်ရရင်မင်းမက်မီလားမင်းကနှစိုးပြင်ကြီးရဲ့သားဆိုပေမဲ့မင်းမွေးပွားလာတော့ကအမောင်တို့ရဲ့စွမ်းအားမင်းစီမှာမရှိခဲ့ဘူးပြီးတော့မင်းကပိုးကောင်တကောင်ကိုတော့မတတ်နိုင်ခဲ့တဲ့ငကြောက်တကောင်ဖြစ်ခဲ့တယ်လို့ပြောလိုက်တော့ဒေါသထွက်သွားတဲ့အက်စတာရိုဇာကဟဲဘလီဆိုတဲ့တိုက်ကွက်နဲ့မီးလောင်တိုက်သွင်းလိုက်ပါရယ်မင်းကယူပဲမွန်စပီကမိစ္ဆာနယ်မြေထဲမှာတောင် င်ငရဲမီကိုတုံးနိုင်တဲ့တော်စုံလူဖြစ်ခဲ့တာနင်းရဲ့မိသားပေါက်စာလီကသူ့ကိုထိခိုက်အောင်မလုပ်နိုင်ဘူးလို့ဒယ်ရီရီကပြောလိုက်ပြီးမွန်စပီကသူ့ရဲ့စကားကိုဆက်လိုက်ကမင်းကရည်ချင်းရှိတဲ့ကိုကြီးနဲ့ညီလေးတွေကြားမှာမွေးဖွားခဲ့တဲ့အလက်ကောင်ဖြစ်ခဲ့တယ်။အဲဒါကြောင့်မင်းအဖေကမင်းကိုတနာလို့ပညတ်တော်တစ်ပါးကိုပေးခဲ့တာပေါ့ကွာ။ဒါပေမဲ့သူအမားကြီးလောက်ခဲ့မိတယ်လို့ပြောလို့ရတယ်။ပညတ်တော်ကအမောင်တို့ရဲ့အစွမ်းကိုပေးနိုင်စွမ်းရှိတယ်ဆိုပေမဲ့အဲဒီလိုပေးတဲ့အချိန်မှာမင်းရဲ့စိတ်ကိုယိုယွင်းလာစဉ်ပြီးတော့မတီးမငိမ်ဖြစ်လာစေခဲ့တယ်။မကောင်းတဲ့အတွေ့အကြုံတွေကိုလက်လျှော့လိုက်တော့မယ်လီယိုဒတ်နဲ့ဇယ်ဒရီတို့မဟုတ်ပဲပည တ်တော်ကိုမင်းပဲဆုပ်ယူလိုက်မယ်ဆိုရင်မင်းကပြက်စီသွားလိမ့်မယ်ကွာလို့ပြောပြီးတတိလက်အောင်လို့ညှစ်လိုက်ပါတယ်ဒါပေမဲ့ထယ်ရီရီတယောက်နားကိုတိုးကပ်လာတဲ့အချိန်မှာတော့အက်စတာရိုဇာကလည်းပဲညှစ်ပြီးတပ်ပစ်ဖို့လုပ်ခဲ့ပါတယ်နင်းကိုပြောချင်နေတဲ့စကားတစ်ခုရှိတယ်အခုနှုတ်ဆက်ဖို့အချိန်တန်ပြီဆိုကဒယ်ရီရီနဲ့နေရာချင်းလဲလိုက်ပြီးမွန်စပီယာဇာဝင်ခံပေးသွားခဲ့ပါတယ်အဲ့ဒီနောက်တော့ဒယ်ရီရီကိုတွန်းထုတ်လိုက်ကလွမြအောင်လဲကူညီပေးလိုက်ပါတယ်တောင်းပန်ပါတယ်ဒယ်ရီရီနင်းကိုကာကွယ်တာရောနေမင်းနားမှာနေတာကိုပါငါထပ်မလုပ်နိုင်တော့ဘူးအဲ့ဒါကြောင့်နင်းကိုပြောချင်တဲ့စကားတွေကိုငါမပြောတော့ပါဘူးလို့ပြောပြီးတဲ့နောက်ကြီးမား ားတဲ့ပောက်ကွဲမှုကြီးဖြစ်ပွားခဲ့ကဒယ်ရီရီကတော့ရန်ကိုဝန်းနေသွားခဲ့ရပါတယ်။